Jackie Chan နဲ့ Travel Carter ရဲ့ပြင်သစ်နိုင်ငံတွေကအလွယ်များ Rush Hour ပထမစကားက Jackie Chan အတွက်ပထမဆုံးအင်္ဂလိပ်စကားပြောရုပ်ရှင်လို့သိရပါတယ်အဲ့ဒီအတွက် Jackie Chan မှာဘာသာစကားပြဿနာတွေရှိခဲ့ပါတယ်အဆိုဆုံးက Chris Tucker ရဲ့လက်တန်းပြောတတ်တဲ့အကျင့်မှာ Jackie Chan ကဘာသာစကားမကျွမ်းကျင်မှုကြောင့်ဇန်ညွန့်ဖက်ရင်ညာပေါင်းများစွာမအိပ်ပဲကုန်ဆုံးရပါတယ် ူ့ရဲ့နေရာတွေနဲ့မဟုတ်ပဲခရစ်တာကပြောမဲ့စကားတွေကိုပါသူဖတ်ခဲ့ရတာပါဘာလို့လဲဆိုတော့ခရစ်တာကကစကားပြောတာမြန်မာကြောင်းရောလက်တန်းပြောတတ်တာကြောင်းရောသူ့အနေနဲ့ကြိုဖတ်ထားမှသာစကားတွေခရစ်တာကဘာပြောလဲနားလည်နိုင်မှာဖြစ်လို့ဆိုပါတယ်ပထမကားနဲ့ဒုတိယကားကိုကျွန်တော်တင်ပေးပြီးပါပြီ တတိယစကားအကြောင်းဆက်ပြောရရင်စကားရဲ့အစမှာကာတာတယောက်လမ်းပေါ်မှာယနေ့ရဲ့လုံရင်နှစ်ချက်ကတချင်းနားထောင်နေပါတယ်။တချင်းအတိုင်းစီမျောရင်သူ့ရဲ့လက်ပြတဲ့ဟန်တွေကမမှန်တော့တာကြောင့်ကားတွေတိုက်ခုံပါတယ်။အဲ့ဒီယင်တိုင်းမှုကနေမင်းကလေးနှစ်ယောက်ကိုမှရွေးပြီးဖမ်းထားလိုက်ပါတယ်။လီကတော့တရုတ်ကောင်စစ်ဝင်တဲ့အတူနိုင်ငံတကာအဖွဲ့အစည်းရဲ့အစည်းအဝေးကိုသွားတဲ့ကားထဲမှာတက်တော်ဆောင်အနေနဲ့လိုက်ပါနေပါတယ်။ တရုတ်ကောင်စဝင်ကလီကိုငါနားမှာမင်းရှိနေတာအတော်လေးစိတ်ချမ်းသာတယ်ဆိုပြီးပြောတော့လီကလည်းဒါကကျွန်တော်တောင်းဝင်ပါပဲဆိုပြီးပြန်ပြောပါတယ်အဲ့ဒီချိန်ကာတာကလီကိုဖုန်းဆက်လိုက်ပြီးလီရေငါတို့ရှော်တီလေးနှစ်ပွေကိုဖမ်းလာတယ်မင်းတယောက်ငါတယောက်ဆိုပြီးခွဲတန်းချနေပါတယ်လီကငါအခုကောင်စဝင်နားမှာရှိလို့ဒါပဲဆိုပြီးဖုန်းချလိုက်ပြီးကောင်စဝင်ကိုတော့အမေအိမ်ကဆက်တာဆိုပြီးတော့ညညာလိုက်ပါတယ်ဒီလိုနဲ့အစည်းအဝေးရောက်ပါပြီအစည်းအဝေးမှာမူရစ်စီနဲ့ပြန်ပေးမှောင်ခိုးတွေကိုအကြီးစားလုပ်နေတဲ့ဂိုင်းတစ်ခုအကြောင်းကိုအစည်းအဝေးမှာတင်ပြနေပါတယ် အဲ့ဒီတိုက်ရဲ့မျက်နှာချင်းဆိုင်တိုက်မှာတော့စနိုက်ပါတယောက်ကလှုပ်ရှားဖို့နေရာယူနေတာကိုတွေ့ရပါတယ်။ဒီလိုနဲ့တရုတ်ကောင်စစ်ဝင်အလှည့်မှာသူအဲ့ဒီဂိုင်းအကြောင်းအားလုံးစုံစမ်းနာပြီဖြစ်ကြောင်းနဲ့သူပါဇက်ကနေရှင်းရှမ်ဆိုတဲ့ဇာတ်ကားလုံးထွက်လာပါတယ်။ဒါကိုကြတော့ရှင်းပြန်ကပါလဲတကယ်ရှိလားစသဖြင့်မိကွန်းတွေကိုတရုတ်တမ်မတ်ကြီးဖြေမယ်လို့မှာ ချိန်သားကိုင်းနှုတ်ပိတ်ဖို့စနိုက်ပါသမားကတန်မာကြီးရဲ့ရင်ဘက်ကိုပြစ်လိုက်ပါတယ်။တန်မာကြီးလှုပ်ကြံခံရမှုကြောင့်လဲကျသွားချိန်လီကအနားကိုပြေးသွားခဲ့ပြီးတရက်ခန့်ကိုရှာပါတယ်။ဒီမှာမျက်နှာချင်းဆိုင်တိုက်ကတယောက်ကတိုက်ပေါ်ကဆင်းပြေးတာကိုလီတွေ့သွားတာကြောင့်အနားကတယောက်ကိုတန်မတ်ကိုဆေးရုံပို့ပြီးအပ်ခဲ့ပြီးလှုပ်ကြံတဲ့သူနောက်ကိုလိုက်ပါတော့တယ်။လုံးချန်တဲ့သူကလမ်းရဲတစ်ဖက်မှာရှိနေတာကြောင့်လီလဲခုံစင်ကားရီကြတဲ့ဖြက်ပြီးဒီလိုလိုက်နေတဲ့အချိန်တစ်ဖက်ကလုံးချန်သူကလည်းလီလိုက်လို့မရအောင်အမိုက်အိတ်တွေနဲ့ကားရီဘော်ကိုပစ်ချပြီးထပ်ပြေးပါတယ် ကာတာကလည်းဒီသတင်းကိုကြားကြချင်းသူဖမ်းထားတဲ့ကောင်မလေးနှစ်ယောက်ကားကိုတက်စီပြီးအမှုဖြစ်ရာနောက်ကိုချက်ချင်းလိုက်ပါတယ်။အဲဒီနောက်လီပြေးနေတာကိုတွေ့ခဲ့ပြီးလီနောက်ကိုကားနဲ့လိုက်ပါတယ်။လီကနောက်ဆုံးတော့လမ်းကြားလေးတစ်ခုမှတရခံကိုမိခဲ့ပါတယ်။ဒါပေမဲ့အဲ့တရခံမျက်နှာကိုမြင်တော့လီတယောက်အံ့ဩပြီးတွေ့ဝေသွားပါတယ်။သူသိနေတဲ့မျက်နှာမလို့ပါအဲ့ဒီလူကမင်းပြည့်ရင်ပြစ်လိုက်မင်းမလုပ်ရဲပါဘူးမင်းငောက်မဖမ်းနိုင်ပါဘူး မင်းစိတ်လက်ကိုငါအတီဆုံးဆိုပြီးပြောနေတဲ့အချိန်ကာရာရဲ့ကာကအချိန်နဲ့ဝင်ချလာလို့လုံးချန်သူကအပေါ်ကိုတပြေးပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်။လီတော့ကံကောင်းလို့ကာမတိုက်မိတာပါ။တရားခံလွတ်သွားလို့ဆေးရုံကိုပြန်သွားပြီးတရုတ်တန်မတ်ကြီးအခြေအနေကိုကာရာနဲ့အတူတွေ့ကြည့်ဖို့လုပ်ပါတယ်။ဒီမှာတရုတ်တန်မတ်ကြီးကိုမှန်တဲ့ကြီးကနှလုံးနဲ့နည်းနည်းလေးလွဲသွားတာကြောင့်သေတော့မသေးဘူးလို့သိလိုက်ရပါတယ်။အရာရှိကတော့လူစိုးဖမ်းတာမင်းတို့လို့မဟုတ်ဘူး။အဖေဆေးရုံတင်ထားတဲ့တန်မတ်ရဲ့သမီးရောက်လာလိမ့်မယ်။သူ့ကိုယ်တိုင်မင်းတို့ကာကွယ်ပေးကြလို့ပြောသွားပါတယ်။ ဆူယောင်းနာမည်ကြတော့ကာတာကဆူယောင်းလေးကိုအသက်70နှစ်တည်းကမတွေ့တော့တာမို့ဝုံဝုံယုံလေးလက်ဆောင်ပေးရမလားပြောနေတော့ဆူယောင်းစေးုံလေးကိုဝင်လာပါတယ်။မြင်လိုက်ရတဲ့အချိန်မှာဆူယောင်းကအရွယ်ရောက်နေပြီဖြစ်လို့ကာတာကဘရတ်ထေဝယ်ပြရမှာပဲဆိုပြီးရွတ်မိသွားပါတယ်။ဆူယောင်းကလီကိုရောကာတာကိုပါနှုတ်ဆက်ပြီးလီကဆူယောင်းကိုသူမကာကွယ်နိုင်ရဲ့လို့တောင်းပန်တဲ့အကြောင်းပြောပါတယ်။ဒါပေမဲ့ဆူယောင်းကအဲ့ဒီလူကိုဖမ်းမရမယ်။အဖေမသိသေးတာသိရင်ထပ်ပြီးလာတတ်မှာပဲလို့ပြောပါတယ်။နောက်ပြီးအဖေကလွန်ခဲ့တဲ့တစ်ပတ်တည်းကသူ့ကိုစားတဆောင်မေးပို့ခဲ့ပြီး တကယ်လို့သူသားတစ်ခု ဖြစ်ခဲ့ရင်လီကိုအဲ့ဒီစာပေးပေးဖို့တရားမှာခဲ့ပါတယ်။အဲ့ဒါကသူခုတက်နေတဲ့ကွန်ဖူကျောင်းကလောကထဲမှာထားထားတဲ့အကြောင်းနဲ့ပြောပြလိုက်ပြီးလောကရဲ့နမတ်ကိုပါပြောပြလိုက်ပါတယ်။ဆူယောင်းကအဖေကိုဆေးရုံဆောင်ပေးရမှာမဟုတ်မလိုက်နိုင်တာကြောင့်လီနဲ့ကာတာတို့ပဲအဲ့ဒီကွန်ဖူကျောင်းရှိရာကိုသွားခဲ့ကြပါတယ်။လီကကာတာကိုအထက်ကိုမင်းလိုက်ဖို့မလိုပါဘူးပြန်ပါဒါကတရုတ်တွေကိစ္စလို့ပြောတော့ကာတာကငါလည်းတရုတ်တော်ဝက်ဖြစ်နေပါပြီတရုတ်စကားလည်းနည်းနည်းတက်နေပြီပြောတော့လီကလည်း ငါကလည်းလူမဲတဝက်ပဲပြောတော့မင်းလူမဲဖြစ်ချင်းအရက်ရှိဖို့လိုမဲဆိုပြီးပြန်ထည့်ပါတယ်လီကကာတာကိုမပါစေခြင်းပေမဲ့ကာတာကငါတို့ကညီကိုတွေပဲနောက်ပြီးဆူယောင်းကိုငါလည်းဂရိပေးခဲ့တယ်ဆိုပြီးအထွန်းတက်ပါတယ်ဒါကြောင့်လီလည်းကာတာကိုနိုင်အောင်မပြောနိုင်လို့ခေါ်သွားလိုက်ပါတယ်အထက်ရောက်တော့ဆရာကိုပြပြပြီးလောကကန်းထဲကိုရှာခြင်းပေမဲ့မာစတာမရှိသေးလို့စောင့်ဖို့တင်ညာရေးဆရာကပြောပါတယ်ဒါကိုတေယိုစကားနားမလည်တဲ့ကာတာကဇွတ်တိုးသွားတာကြောင့်လီကတော့ "तू နဲ့ကျွန်တော်မသိဘူးနော်"လို့တင်ညာရေးဆရာကိုကတ်တိုးလေးပြောလိုက်ပါတယ် ာတာတကားတစ်ခုကိုဖွင့်လိုက်တဲ့အချိန်မှာတော့အယက်မြင့်လူတန်ကြီးနဲ့တွေ့သွားပါတယ်ကာတာကရေချိုးခန်းနဲ့မှားလို့လို့ပြောပေမဲ့မရတော့ပါဘူးနောက်ကျသွားပါပြီ ကာရာကလီရေငါတို့ပြဿနာတက်ပြီဟာလို့ပြောလိုက်ရင်လူတန်ကြီးရဲ့ကင်ပေါတာကိုခံလိုက်ရပါတယ်လီလေကာရာကိုကူညီရင်လူတန်ကြီးကိုရှင်းပြဖို့လုပ်ပြီးမယ်အဲ့ဒီလူတန်ကြီးကရှင်းပြမခံပဲဇက်တိုက်ကိုတိုက်ခိုင်းနေတာကြောင့်လီလေမတက်နိုင်ပဲကာရာနဲ့ပေါင်းပြီးအဲ့ဒီလူတန်ကြီးကိုပြန်တိုက်ခိုက်ရပါတယ်နောက်ဆုံးသူတို့နှစ်ယောက်ဆွဲမိတဲ့ဒုတ်တံကိုလူတန်ကြီးကမားလိုက်တာကြောင့်နှစ်ယောက်သားလီထဲမှာရဟတ်တစ်ဖက်မကစီလိုက်ရပါတယ်အဲ့ဒီချိန်မာစတာရောက်လာတာကြောင့်ပွဲကပြီးသွားပါတယ်မာစတာကဘာကူညီပေးရမလဲမေးတာကိုလက်ခုမေးခြင်းနဲ့ဟိုကယူလို့ပြန်မေးပါတယ်မာစတာကသူ့နာမည်ယူလို့ပြန်ပြောပါတယ် ဒါဟုတ်ကာလာကသူ့ကိုပြန်မေးရထင်မြင်ငါပြောတာကမင်းမတူလဲမေးတာမာစတာကလည်းငါကယူလို့ဖြစ်နေပါတယ်ဒါဆိုထားတော့မင်းကရောဘယ်သူလဲဆိုပြီးသင်ကြားရေးဆရာကိုမေးပါတယ်ဒီမှာမီလို့ပြန်ဖြေပါတယ်မာစတာကလည်းဟုတ်တယ်သူကမိငါကယူဆိုပြီးပြောတယ်တရုတ်နာမည်တွေကိုအင်္ဂလိပ်လိုဘာသာပြန်နေတဲ့ကာတာကမင်းတို့ငါ့ကိုမလေးတစ်ပတ်လုံနေရလားဆိုပြီးစိတ်တွေစိုးလာတာကြောင့်လီကဝင်ထင်းလိုက်ရပါတယ် အဲ့ဒီမှာလီကမာစတာကိုလည်းကာတာဝင်ပေါ်မှာဆိုလိုတရုတ်ဘာသာစကားနဲ့ပဲမေးခဲ့ပြောခဲ့ပါတယ်။ဒီမှာမာစတာကလီကိုဒီမနက်တည်းလူတချို့ကတနက်တည်းနဲ့ရောက်လာပြီးဆွမ်းရလော်ကာကိုမှု့သွားပြီးပြီးမင်းတို့ဘာမှရမှာမဟုတ်တော့ဘူးဆိုပြီးမင်းတို့ဆူယောင်းစီကိုအမြန်ပြန်သွားတင်တယ်။သူတို့ကကိစ္စကိုအပြည့်ရှင်းရမယ့်ပုံပဲဆိုပြီးသတိပေးလို့လီလည်းမာစတာကိုရှဲရှဲလို့ပြောပြီးချက်ချင်းစေးရုံကိုပြန်ပြေးပါတယ်။ ကာတာကထွက်မသွားခင်ခင်ဗျာဒီကောင်ကြီးကိုဘာကြွေးထားလဲဆိုပြီးမကြည်မနဲ့နဲ့ပြန်ပြောတော့ပါတယ်သူတို့ဆင်းအောင်ရောက်တဲ့အချိန်မှာပဲ brain box ကနေကြည်လိုက်တော့အပြက်ရှင်းမှုရောက်လာတဲ့အဖွဲတစ်ဖွဲကိုတွေ့လိုက်ရပါတယ်ကန်တီလို့သူတို့ထက်အရင်အချိန်နည်းနည်းလေးစောရောက်ခဲ့တာပါသူတို့ဝင်လာတဲ့အချိန်ဆူယောင်းကသူ့အဖေကိုနေရာပြောင်းဖို့လုပ်နေရတဲ့တိုးတော့ပါတယ်ဒါပေမဲ့ဒါကလီနဲ့ကာတာတို့ရဲ့လှည့်ကွက်ဖြစ်နေပါတယ်အခြေအနေကိုထိန်းချုပ်ပြီးမင်းတို့ကိုဘယ်သူလွှတ်လိုက်တာလဲလို့မေးနေတော့နောက်နှစ်ယောက်ဝင်လာတာကြောင့်အပြန်လန်ပြစ်ခတ်ရင်တိုက်ခိုက်ကြရပါတော့တယ်နှစ်ယောက်ကိုလီကတနက်နဲ့ချိန်ထားရင်ကာတာကကျန်တဲ့နှစ်ယောက်နဲ့ပြစ်ခတ်ပါတယ်ဒီမှာပြင်ရင်တနက်ကြီကုံသွားလို့ကာတာကလီကိုတနက်ပို ဒလတ်တောင်းပါတယ်။ဒီကလည်းတစ်ဖက်မှာတနက်နဲ့ချိန်လာရလို့မကြည့်ပဲပေးလိုက်တာကလူရမရောက်ခဲ့ပါဘူး။ဒါကိုလှည့်ကြည့်တော့တနက်အလူခံလိုက်ရတာကြောင့်အပြန်လန်တိုက်ခတ်ရပါတော့တယ်။ဒီလိုပြင်းရင်ခက်ရင်တိုက်ခတ်ရင်ကလီမှာစူယောင်းကိုကဲရကြီးမရှိလို့ဒါသာသာတောင်းနေတဲ့ကာတာကိုတနက်ပေးရနဲ့လီပြစ်လိုက်တဲ့တနက်ကကြီးကကြံနေတာကြောင့်တခါတနက်ကြီးမရှိတဲ့ကာတာကိုလီကကြီးမရမကပေးလိုက်ပြီးလက်ဖြောင်းတဲ့ကာတာကလည်းကျန်တဲ့နှစ်ယောက်ကိုတယောက်တစ်ချက်စီပြစ်လိုက်ရင်ပွဲပြီးသွားပါတယ်။ လီကတွေ့လားငါမင်းနောက်မှာအမြဲရှိရဲလို့ပြောတော့ကာကတော်စားမှာကြီးမပါတဲ့တနက်ကြီးပြေးတာမင်းငါကိုတေချောင်းကြံတာဆိုပြီးပြန်ပြောပါတယ်ခုနကအဖွဲတွေကအရှင်ဖမ်းမိတဲ့တရားကိုဘသူလွတ်လိုက်တာလဲဆိုတာကိုကာတာကစစ်မိပါတယ်။သူကပြန်ဖြည့်ပြီးမဲ့ပြင်သစ်လူတွေပြန်ဖြည့်တာကြောင့်ကာတာကတရုတ်ကဘယ်နဲ့ကြောင့်ပြင်သစ်လူပါဇက်ကထွက်နေတာလဲဆိုပြီးပါးရီရိုက်ပါတယ်။ မင်းကအာရှသားဖြစ်ပြီးကိုသိခါကိုချနေတာပဲဆိုပြီးမနေ့စစ်မင်းနေတော့နတ်စမာကပြင်းစစ်စကားတက်တဲ့တီလာရှင်ကိုတွားခေါ်လာခဲ့ပါတယ်။တီလာရှင်ကလည်းအစာပိုင်းတေးချဘာသာပြန်မပေးတာကြောင့်ကာတာနဲ့လီကဒါကိုသဘောပေါက်သွားပြီးတနက်နဲ့ချိန်လိုက်တော့မှတီလာရှင်ကပြင်းစစ်ဘာသာနဲ့အမှန်ပြောဖို့တိုက်တော့မှတယ်။ဒီတော့မှလိပ်စာတစ်ခုကိုပြောလာပါတယ်။နောက်ရက်မှာတော့စူယောင်းကိုမစ္စတာရီနက်ဆိုတဲ့တန်တမန်က မင်းအဖေအတွက်အားလုံးစီစဉ်ထားပြီဖြစ်လို့စိတ်မပူနဲ့လို့ပြောပြီးဒီမှာမလုံခြုံလို့သူတို့နဲ့အတူပြင်သစ်ကိုလိုက်ခဲ့ဖို့ပြောပါတယ်။ကောင်းစစ်ဝင်နဲ့လည်းမိသားစုလိုရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့သူပါ။လီကလည်းဒီမှာမလုံခြုံလို့လိုက်သွားဖို့ရပိုင်းလောက်ပါပဲဆိုပြီးစူရောင်းကိုဖြောင်းဖြားပါတယ်။ လီကူရိုင်းတိုက်တွန်းတာကြောင့်ဆူယောင်လည်းခေါင်းငိမ့်လိုက်ပါတယ်သူတို့ကားပေါ်မတက်ခင်မှာဆူယောင်ကလီနဲ့ကာတာကိုဂရီတီကြဖို့လှမ်းပြောရင်ကားပေါ်မတက်ခင်လေးမှာပဲကားကပေါက်ပွဲသွားပါတယ်ဒီမှာလီနဲ့ကာတာတို့တွက်လိုက်တာကပြင်သစ်စကားပြောတဲ့တရုတ်ကောင်ပေးလိုက်တဲ့လိမ့်စာကပြင်သစ်ကနေရာတစ်ခုဖြစ်မယ်ဆိုပြီးပြင်သစ်ကိုညာရင်းညံသွားခဲ့ပါတယ်လေးစိတ်မှာတနက်ပါလာလူစစ်စစ်ခံရပါသေးတယ်ပြော်လေးစိတ်ကထွက်ပြီးတိုက်စီပေါ်ရောက်တော့သူတို့တိလာတဲ့လိမ့်စာကိုပြောပြီးပို့ခိုင်းပါတယ်တိုက်စီဒရိုင်ဘာကကာတာကိုလက်ညှိုးထိုးပြီး သူပါလို့မပို့ဘူးစင်းလို့ပြောပါတယ်ဒီမှာကာတာကလူပြလူမဲခွဲကြတာလားလူမဲမလို့မပို့တာလားဆိုပြီးမေးတော့မဟုတ်ဘူးအမေရိကန်နိုင်ငံသားမို့မပို့တာလို့ပြန်ပြေပါတယ်အမေရိကန်တွေအကြမ်းဖက်တွေလို့လည်းပြောပါတယ်ဒီတော့ကာတာကတနတ်ထုတ်ချင်လိုက်ပြီတကယ်အကြမ်းဖက်ပေးရမလားမေးပါတယ်လီကတနတ်ချတာကိုပြောရမယ်ကာတာကလည်းမင်းအမေရိကန်ကိုချစ်တယ်ပြောစမ်းပြီးတော့နိုင်ငံတော်တချင်းစူစမ်း တိုက်စီဒရိုင်ဘာကအမေရိကန်ကိုချစ်တယ်ပြောပြီးနိုင်ငံတော်သင်းကိုလည်းဆိုပါတယ်ဒါပေမဲ့သူဆိုတာကပြင်သစ်နိုင်ငံတော်သင်းဖြစ်နေလို့အမေရိကန်နိုင်ငံတော်သင်းပြောင်းဆိုခိုင်းပါတယ်မရဘူးပြောတော့ရှေ့ကတိုင်ပေးပြီးလိုက်ဆိုခိုင်းပါတယ်ဒီလိုနဲ့သူတို့သွားကျင်တဲ့လိပ်စာကိုရောက်ခဲ့ပါပြီထဲရောက်တော့လီနဲ့ကာတာကကိုစီကောင်မလေးတယောက်စီဝင်ရောရင်ရှိန်ရှမ်းဆိုတာကိုတိလာမိပါတယ်လီသွားမိတဲ့မိန်းကလေးကသူသိတယ်ဒီမှာပြောလို့မရဘူးဆိုပြီးတနေရာကိုခေါ်သွားပါတယ်လီကတရုံမေးသမီးတစ်ယောက်နဲ့ပါသွားတာကြောင့်ကာတာလည်းလီတို့နောက်ကိုလိုက်ပါတယ်တကယ်တော့ရှင်ရှန်းเจ้าမေးလို့ အဲ့ဒီမျိုးသမီးကလီကိုလှုပ်ချမှုပါအထဲမှာလီနဲ့အဲ့ဒီတရုတ်မှာတိုက်ခိုက်နေတဲ့အတန်းကိုအပြင်ကကာတာကငါကောင်ကြမ်းလာရည်လားဆိုပြီးသူထင်နေတာတွေထင်နေတာကြောင့်ဝင်ကူဖို့မကြိုးစားပါဘူးလီဖွင့်လိုက်လို့တကားပွင့်သွားတဲ့အချိန်ဓာပြန်ညီဝင်လာတော့မှအခြေအနေကိုကာတာသိသွားပါတယ်ဒီလိုနဲ့ပြေးကြရင်အပြင်မှာဆောင်းိုင်းနဲ့တိုက်စီသမားကိုအမြန်မောင်းခိုင်းပါတယ်နောက်ကနေလိုက်လာကြမယ်ဆိုတာသိလို့ပါ နောက်ကဆိုင်ငယ်တွေနဲ့ပါလိုက်လာတာကြောင့်ကာသမတ်ကိုအမြန်မောင်းခိုင်းပေမဲ့ကာသမတ်ကတတ်မှတ်မိုင်းလုံးထပ်ပိုမောင်းလို့မရဘူးပြောနေတော့ជីတရောင်းကားမန်ကိုထီသွားတော့မှကာသမတ်လည်းအမြန်မောင်းပါတော့တယ်။ကာသမတ်ကခမရို့ဘာတွေလဲကြုံမှုပတ်မယ်ပြောတော့ကာတာကငါတို့ကစုံနောက်တွေမင်းအမေရိကန်ကားတွေကြည်ဘူးလားစပိုင်တွေမင်းအခုအမေရိကန်စုံနောက်တွေရဲ့စပိုင်ဖြစ်နေပြီမင်းကိုပြီးရင်တရားဝင်စပိုင်ဖြစ်အောင်လုပ်ပေးမယ်စကားတွေကလို့ကြိုးစားထားဆိုပြီးမြှောက်ပေးလိုက်ပါတယ်ဒီမှာကာသမတ်ကမန်တက်သွားပြီးကားကိုဝီခေါ်အောင်မောင်းပါတော့တယ်သူ့ကိုယ်သူစပိုင်လို့ထင်သွားပြီး တစောင်းနေဒရစ်ဒရစ်အကုန်မောင်းပါတယ်ကားကားတွေလည်းပြက်ကားလည်းတော်တော်ဆုပ်ပဲတန်နေပါပြီကားမှလည်းကြီးရဲနေနောက်ဆုံးသူအဆောင်လွန်ပြီလီနဲ့ကာတာတို့ပြုတ်ကျသွားတော့သူမသိလိုက်ပါဘူးပြုတ်ကျသွားတဲ့လီတို့ကတစ်ဖက်ကဖမ်းမိသွားပါတယ်သူတို့ကိုဖမ်းခေါ်သွားတဲ့နေရာမှာသူတို့တွေ့လိုက်ရတာက တန်မတ်ကိုလုံချန်တဲ့သူပါတကယ်တော့လီနဲ့ကန်ဂျီတို့ကညီကိုတွေပါဒါကြောင့်လီကအရင်တစ်ခေါက်တွေ့တော့ငါမပြစ်နိုင်ရတာပါခါတာလည်းဒီကိစ္စကိုတီတော့အံ့ဩသွားပါတယ်ကန်ဂျီကလီကိုအိမ်ပြန်မှုပြောပါတယ်ဒီကိစ္စမှာဝင်မရှုပ်ပဲပြင်သစ်ကနေထွက်သွားဖို့ပြောပါတယ်သူတပည့်တွေကလေစိတ်လိုက်ဖို့ပေးလိမ့်မယ်ပြန်တော့မဟုတ်ရင်သေလိမ့်မယ်ဆိုပြီးပြောပြီးထွက်သွားပါတယ်လီတို့လည်းအလစ်မှမရမကထွက်ပြေးခဲ့ကြပြီးနောက်ဆုံးလမ်းမရှိတာကြောင့်အိမ်သာပိုက်လိုင်းနဲ့ပဲမခုံချခြင်းပဲမခုံချပြီးထွက်ပြေးသွားခဲ့ရပါတယ် အနှံ့ော်သားအနှံ့နန်နန်နဲ့ဟိုတယ်တစ်ခုတည်းကိုသွားတည့်ခဲ့ကြပါတယ်။ကာတာကလီကိုမင်းကငါ့ကိုအဲ့ဒါမင်းကိုဆိုတာကိုလိန်ထားတာလားဆိုပြီးအပြစ်တင်ရင်ညှင်းခုန်ကြရင်မင်းကအကိုရင်းကိုကာကွယ်ပြီးညီကိုလိုနေတဲ့ငါ့ကိုကြာလိန်ထားတယ်ဆိုပြီးစကားများကြပါတယ်။အပြင်မှာကာတာလည်းတရုတ်ကလေးရီဗီဒီယိုကိုမြင်ပြီးလီကိုသတိရလာသလိုလီလည်းအခန်းထဲမှာကြံငယ်ရင်လူမဲ့ဗီဒီယိုကြည့်ရင်ကာတာကိုသတိရလာပါတယ်။ကာတာကဂျာဗီယဲပြပွဲကိုတွားကြည့်တဲ့အချိန်လီစီကိုစုံစမ်းရေးမှုရောက်လာပြီးသူ့ကိုတတ်ချင်နေတဲ့သူရှိကြောင်းရှိုင်းရှာဆိုတာသူမဟုတ်ကြောင်းနာမည်စင်းတစ်ခုဖြစ်ကြောင်း ရာဇဝတ်ခေါင်းဆောင်တွေရဲ့ခေါင်းဆောင်တင်မြှောက်မဲ့ခေါင်းဆောင်တွေရဲ့နာမည်တွေကိုခြားရေးထားတဲ့စာရင်းတစ်ခုဖြစ်ကြောင်းပြောပြပါရစေ။အဲ့နောက်စုံစမ်းရေးမှုကဂျာဗီယယ်ဆိုတဲ့မိန်းကလေးကိုတွားရှာဖို့ပြဝဲလက်မှတ်တစ်ခုကိုပေးလိုက်ပါတယ်။သူမစီကိုတွားရင်ရှင်းရှံကိုလည်းတွေးလိုက်မယ်လို့လည်းပြောသွားပါတယ်။တစ်ဖက်မှာကာတာကမြို့သမီးဝစ်လေကန်တဲ့ကိုမှားရောက်သွားပြီးမိန်းကလေးတွေကထွက်သွားဖို့ပြောလို့သူကဒီဇိုင်နာလို့ပြောလိုက်ပါတယ်။ဒီမှာပဲကောင်မလေးတွေကသူတို့ကိုဒီဇိုင်းရွေးပြဖို့တောင်းဆိုကြလို့ကောင်မလေးတွေကိုတကူလုံးအဝတ်တွေချုပ်ခိုင်းပြီးတည်တည်ချာချာနှစ်နှစ်ဆက်ကြည့်ပြီးစိတ်ကြိုက်ဒီဇိုင်းတွေဆင်ပေးလိုက်ပါတယ်။ အဲ့ဒီချိန်လီကလည်းပြောင်းပွဲတွေကိုရောက်လာပါပြီဒီမှာလီနဲ့ကာတာလိုစုံခဲ့ပြီးလီကဂျာဗီယယ်ကိုတတ်ဖို့ရောင်းနေတဲ့သူတွေရှိကြောင်းပြောလိုက်ပါတယ်ဂျာဗီယယ်ကပဲရှန်ရှန်ကိုပြပေးနိုင်လို့သူ့ကိုငါတို့ဒီဘွဲကနေကယ်ထုတ်ရမယ်လို့ကာတာကိုပြောလိုက်ပါတယ်ဒီလိုနဲ့ပြပွဲထဲမှာဝင်ကရင်သူတို့ရဲဖြစ်ကြောင်းနဲ့တတ်မဲ့သူတွေဆင်အောင်မှာရှိလို့သူတို့နဲ့ပူးပေါင်းဖို့ပြောပါတယ်တချင်းတွေဝင်ဆိုရင်ဝင်ကရင်ဆင်အောင်ကလူသက်သမားတွေရောပြပွဲလာတဲ့သူတွေရောမရေမီအောင်လုပ်ရင်နောက်ဆုံးကားကို꿰ပြီးထွက်ပြေးတဲ့အချိန်ဆင်အောင်ကနေတနက်နက်ပြစ်ကြပါတယ် ဒါကိုပြပွဲလာသူတွေကပြပွဲတစ်ခုပဲထင်ပြီးလက်ခုပ်ဒီအားပေးခဲ့ကြပါတယ်။အပြင်ဘက်ကိုထွက်ပြီးတိုက်စီငားတဲ့အချိန်တိုက်တိုက်ဆန်ဆန်အရင်ကတိုက်စီသမားပဲဖြစ်နေပြန်ပါတယ်။ဒီတစ်ခါလဲစပိုင်ကြီးကရှယ်မောင်းပေးပြန်ပါတယ်။ဟော်ဒေဂန်တစ်ခုမှခနခိုအောင်ရင်ရှန်းရှန်ကိုတောင်းဖို့လုပ်ပါတယ်။ဒီမှာကာတာကသူချော့မေးလိုက်ပါမယ်ဆိုပြီးခန်းထဲကိုခေါ်သွားပါတယ်။ဂျက်ကီလက်ဝရနာမနေနေတော့မျက်နှာချင်းဆိုင်တိုက်ကအဖိုးကြီးကလက်ပြရတယ်ထင်ပြီးလက်ပြန်ပြပြီးနှုတ်ဆက်လိုက်ပါတယ်။ဒါပေမဲ့သတိပေးနေမှန်းသိသွားတာကြောင့်လုံးချန်သူတွေရောက်လာမှန်းသိပြီးတိုက်ခိုက်ကြရပြန်ပါတယ်။ ကာရာကဂျာဗရီယယ်နဲ့အိတ်ဖို့လုပ်နေတဲ့အချိန်တနတ်မှန်သွားတာကြောင့် သူ့အစီအစဉ်တွေပြတ်သွားပါတယ်လူတိုင်းဝင်ထွက်လို့ရတဲ့တဲခိုကန်တွေမှာမလုံခြုံတော့တာကြောင့်တိုက်စီသမားကလီရို့တုံရောက်ကိုကိုယ်အောင်ဖြောင်းနိုင်မှုအိမ်ကိုခေါ်သွားပါတယ်မိမကသဘောမတူတာကြောင့်တိုက်စီသမားကငါကအခုမင်းတိထားသလိုရိုးရိုးတက်စီမောင်းနေသူမဟုတ်တော့စပိုင်ဖြစ်နေပြီဒါငါလုပ်ရမယ့်မရှင်ပဲဆိုပြီးမိမကိုဖြောင်းဖြားဖို့အပြင် ခေါ်သွားပါတယ်လူတွေမရှိတော့မှဂျယ်ရီကသမင်တွေ့ကိုချွတ်လိုက်ပါတယ်ဒီတော့ကာတာကဖခင်ရဲ့ယောက်ျားရင်းငါတို့ပြင်သစ်ကောင်နဲ့ဘူးမီတော့မလို့ဆိုပြီးလန့်သွားပါတယ်။ဒီမှာဂျာရီယားကမိန်းမပါ။ငါပြည့်စက်ရှိလို့ဆိုပြီးသူ့ရဲ့ ground နောက်မှာရှိန်ရှန်ကိုပြပါတယ်။ တကယ်တော့ရှမ်းရှမ်းကိုမပြောက်ပြအောင်ဂရုံးတုံးပြီးသူ့ရဲ့ခေါင်းတော့မှကူရေးထားတာပါဒီလိုနဲ့နောက်တနေရာကိုလီလို့လဲဂျာဗရီယိုကိုခေါ်သွားပါတယ်တိုက်စစ်သမားကလိုက်ပို့ပြီးငါမိမကပြောတယ်ငါကစပိုင်ဖြစ်နိုင်မှုတဲ့နှုတ်ဆက်ပါတယ်ဆိုပြီးထွက်ခွာသွားပါတယ်စည်ရင်ကိုမြင်တော့စုံစမ်းရေးမှုကထဖောက်ပါတယ်တကယ်တော့သူကလူတိုင်းမှာပဲလီလို့ကဒါကိုတီးပြီးမှလာတာမလို့အခြေအနေကိုထိန်းချုပ်လိုက်ပါတယ်ကိုကြီးကလည်းကိုလူသူ့ဘက်သားပါဒါပေမဲ့တစ်ဖက်မှာစူယောင်းကိုဖမ်းထားလိုက်ပါပြီ ကန်ဂျီကလီကိုစူယောင်းကိုကယ်ခြင်းရင်ပဲရစ်မြောင်စင်ဘုကမင်းတယောက်လည်းလာခဲ့မင်းရဲ့ဆောင်းတော်တငယ်ချင်းဖြစ်ဖြစ်ဘသူဖြစ်ဖြစ်တယောက်အပူပါလာရင်စူယောင်းတည်မယ်လို့ပြောသွားလိုက်ပါတယ်ဒါနဲ့ပဲမြောင်စင်ဘုကစားသောဆိုင်ကိုလီတယောက်ထဲရောက်လာခဲ့ပါတယ်လီကစူယောင်းကိုမေးတော့ကန်ဂျီကဓာတ်ချောင်းပစ်ပေးပါတယ်ပြီးတော့တိုက်ခိုက်ကြရင်လီမင်းငါ့ကိုမတက်နိုင်ပါဘူးလို့ထပ်ပြောပြန်ပါတယ် အခုမင်းတက်လိုက်ရင်မင်းမဘာညီကိုမှရှိတော့မှာမဟုတ်ဘူးမင်းမတငယ်ချင်းတော်ရှိတာမဟုတ်ဘူးဆိုပြီးပြောလို့အဲ့ဒီချိန်ရုပ်ဖြတ်ထားတဲ့ကတာဝင်လာပါတယ်ပြီးတော့ငါရှိတယ်ဖေးမတူမအေကွဲညီကိုဆိုပြီးပြန်ပြောလိုက်ပါတယ်စူယောင်းကိုမျောစင်းအပြင်ဘက်မှာကျိုးနဲ့တွဲလောင်းခြီထားတာပါလီကကတာကိုတနက်ချပိုင်ပါတယ်ကတာကကန်ဂျီကိုလီမပြစ်နိုင်ပေမဲ့ငါမင်းကိုပြစ်နိုင်တယ်မင်းကငါ့အကူမဟုတ်ဘူးဆိုပြီးပြောပါတယ်ဒါပေမဲ့လီတောင်းဆိုလို့တနက်ချလိုက်ပါတယ်ကန်ဂျီကမင်းငါ့ကိုနိုင်အောင်တိုက်နိုင်ရင်စူယောင်းကိုကယ်လို့ရမယ်ဆိုပြီးဓာချင်းရှင်ကြပါတယ်တိုက်ခိုက်နေတော့ကာလာကလီ သူကအရင်ကမင်းကိုမှတ်လာအမဖြစ်အောင်လှုပ်ပေးလိုက်လို့လဲအော်ပြောရင်အားပေးနေပါတယ်။နောက်ဆုံးကန်ကြီးကတိုက်ခိုက်ရင်ပြုတ်ကြမလို့ဖြစ်လို့လီကဓာတ်ကိုခြာရင်ကဲဖို့လက်ကမ်းပေးပါတယ်။ဒီမှာလက်ကိုဆွရင်လီကိုပြန်ပြီးအောက်ပြစ်ချလိုက်ပါတယ်။ဒီလိုနဲ့အပြင်ဘက်မှာစိုက်ပြီးတိုက်ခိုက်ကြရင်ကာတာကလည်းအထဲကကန်ကြီးတပည့်တွေနဲ့တိုက်ခိုက်ပါတယ်။နောက်ဆုံးနှစ်ယောက်စလုံးတိုက်ခိုက်ရင်ကပြုတ်ကြသွားပြီးအောက်ကပိုက်ကုန်ပေါ်ကိုရောက်သွားပါတယ်။ လီကနောက်တစ်ကြိမ်ထပ်ဆွဲထားပြီမဲ့ကန်ဂျီကတော့ပိုက်ကွန်ကဝိတ်မခံနိုင်ပဲပြဲသွားတာကိုတွေ့လို့နှစ်ယောက်စလုံးတိမ်မာဆိုတာကြောင့်လီရဲ့လက်ကိုသူကိုယ်တိုင်ပဲလွှတ်လိုက်တာပါကန်ဂျီကနှစ်ယောက်စလုံးတိမ်မာကိုမလိုလားပါဘူးပြုတ်ကြတဲ့အမြင်ကတေချာပေါက်ကန်ဂျီတေဖို့ပဲရှိပါတယ် လီလည်းယူကျုံးမြတ်ဖြစ်ပေမဲ့စူယောင်းကိုကယ်ဖို့အပေါ်ကိုရတဲ့အနေနဲ့ပြန်တက်ဖို့ကြိုးစားပါတယ်။အပေါ်မှာတရုတ်မကတော့စူယောင်းရဲ့ကျိုးကိုဖျက်ပြီးစူယောင်းကိုတတ်ဖို့လုပ်နေတာကြောင့်ကာရာကဝင်ကယ်ပါတယ်။ဒီမှာစူယောင်းဖြုတ်ချမှဆိုလို့ကာရာကျိုးကိုဆွဲပြီးကယ်လိုက်ရင်ကအချိန်နဲ့ကန်လိုက်တာကိုတရုတ်မကဘိန်းကြတဲ့ညှက်သွားတာကြောင့်ကိစ္စတုံးသွားပါတယ်။စူယောင်းကိုကယ်ပြီးပြန်ဆင်းလာတဲ့အချိန်လီနဲ့တွေ့ပြီးနောက်ထပ်ကန်ဂျီရဲ့လူတွေရောက်လာတာကြောင့်စူယောင်းကိုဓာတ်လေကားနဲ့ဆင်းခိုင်းလိုက်ပါတယ်။အချိန်ဆွဲရင်စူယောင်းထွက်ပြေးပြန်ပါတယ်။ ဒီမှာထွက်ပြေးရင်တိုက်ခိုက်ကြရင်အလံတစ်ခုကိုဆွဲထားတဲ့ကာတာကလေဟုန်နဲ့ပြုတ်ကြမလို့ဖြစ်တာကြောင့်လီကအစားကဆွဲထားပါသေးတယ်။လီကြိုးစားပန်းစားဆွဲထားပြီးမှတနက်နဲ့သူတွေထဲရောက်လာတာကြောင့်လီလည်းအလံနောက်တစ်ဖက်ကိုညှဲအောင်ကင်ထားလို့ကာတာကိုအော်ပြီး ဒီမှာနှစ်ယောက်သားပြင်သစ်အလံကြီးကိုတယောက်တစ်ဖက်ကင်ပြီးမျောစင်းရှေ့ကရေကန်ထဲကိုကြာသွားခဲ့ပါတယ်။ဒီအချိန်စုံစမ်းရေးမှုကဂျာဘရယ်ကိုဖမ်းပြီးတနက်နေ့ချင်းချောက်ပြန်ပါတယ်။ဒါပေမဲ့ခဏနေတော့တနက်တန်ကြာရပြီးစုံစမ်းရေးမှုပြစ်လိုက်တဲ့ထင်ပေမဲ့ပြစ်ခံရတာကစုံစမ်းမှုကိုယ်တိုင်မှာပြစ်လိုက်တဲ့သူကတော့စပိုင်တိုက်စီသမားပါ။ဒီလိုလေမင်းတာဝန်ကြီးတဲ့မင်းစပိုင်စစ်စစ်ဖြစ်ပြီးတော်ရဲဆိုပြီးချီးကျူးလိုက်ပါတယ်။ အဲ့ဒီအချိန်ပြင်သစ်လေသိမ်းမှာသူတို့ကိုဖမ်းတဲ့ရဲကနှမ်းဖြူဖို့ရောက်လာပါတယ်။ဂုံယူပါတဲ့ပါညာနဲ့ငါတို့အတူလုံနိုင်ခဲ့တယ်လို့ပြောလို့လီနဲ့ကာတာကမင်းကဘယ်ဘက်ငါကညာဘက်ဆိုပြီးခွဲတန်းချပြီးထိုးပစ်လိုက်ပါတယ်။အဲ့ဒီနောက်ညီကိုနှစ်ယောက်ပထမအကမှာကရတင်ပေးခဲ့တဲ့အကကိုကခုံရင်အဲ့ဒီနေရာကနေထွက်သွားခဲ့ပြီးဇလန်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်။